ကံလိုကြီးယုံနေတဲ့ပမာလူမျိုးတွေဖြစ်ပါတယ်။ဉာဏ်ဝရိယတံဘိုးကိုမကြည့်ပဲနဲ့ကံကိုယုံနေတယ်။ကံကဉာဏ်ဝရိယရှိရင်ပေးမယ်လေ။ဉာဏ်ဝရိယမရှိရင်မပေးဘူးလေ။အဲ့ဆိုဘုရားရှင်ကိုရောမြတ်တို့ကဒီနေ့ပြပြောမယ်။တချို့တော့အကုသိုလ်ကံတွေထား။ကာလသမ္ပတ္တိကာလကောင်းနဲ့ကျုံလို့ရှိရင်အကုသိုလ်ကံကျုံမပေးပါဘူး။ဆိုတော့ကာလကအမှန်တန်ကောင်းလို့မြင်တော့ကံကိုမူလအကံဘုဒ္ဓတို့ ဟောပြပြီးပါအရင်သာဒီကြိုက်တော်ရောက်ကြစို့တန်တခုရောက်ဘုန်းကြီးတို့တော်ဝရောက်ကြပြီကဆောရတော့လူဘွားရောက်ကြပြီသံဃာမူလာသံဗုဒ္ဓတို့ဟောပြပြီးပါအရင်သာဒီဥစ္စာဘောဂဇီဝိတာနဲ့သုခဘွားရန်ဤလူတန်၌ဉာဏ်ဝီရိယပယောဂတိတဲ့ကြရောက်ပြီဘုန်းကြီးတို့လူဘွားရောက်ပြီမမမလည်းလူဆိုတာအညာလားလည်းမဟုတ်ပါဘူးအဲ့တန်းစားလည်းမဟုတ်ပါဘူး မှန်မှန်နဲ့ဘုန်းကြီးတို့လူ့ဘဝရောက်ကြလာပြီတဲ့ဥစ္စာပေါ်အောင်သိသိချမ်းသာအောင်ကျမ်းမာရေးနဲ့တကွာအသက်ရှိအောင်ဆက်လို့ရမယ်ဟုတ်ကံတကူရဲ့ပြစ်ထားလိုက်မလားရှိကကံကအကုန်လုံးစီမံလိုက်မပေါ်ဥစ္စာပေါ်အောင်နဲ့စီမံပါပေါ့အဲအသက်ရှိအောင်နဲ့စီမံပါပေါ့ကျမ်းမာအောင်နဲ့စီမံပါပေါ့ဒီလိုနဲ့ကံတကူနဲ့ပဲစီမံလိုက်တော့မလားကံတကူနဲ့ပုံပြီးတော့ညှို့ရတော့မလားလို့ဆိုတော့ ဥစ္စာဘောဂာဇီဝိတနဲ့ဒုက္ခပွားရန်ဤသူထာ၌ဉာဏ်ဝိရိယပယောဂာတိတဲ့ဒီလူလောကကြီးကနတ်လောကကိုစောင်းတာနတ်လောကကတော့သံဃာကျုပ်ပြုတာလို့ရှိရင်ဘုံဘိတ်မှန်းနဲ့စားဖို့တောက်ဖို့နဲ့အချွေရန်နဲ့ပြီးတော့သူကဒါကြောင့်လူလောကကဘယ်လိုမဟုတ်ဘူး။ဒါဤလူထာ၌ဆိုတဲ့ဥစ္စာကနတ်လောကစောင်းတာနတ်လောကလူမဟုတ်ပါဘူးဒီကတော့ဉာဏ်ရှိရတယ်။ဉာဏ်ကိုဘုန်းကြီးပြောရည်ကလိမ္မာရတယ်။အပြောရင်ရှိရတယ် အသင်ဉာဏ်ရှိရတယ်။သင်ကြားထားတဲ့ပညာတွေကြောင့်အဋ္ဌဉာဏ်ပြွင့်ရတယ်။ဒီဘုရားမြတ်စွာရဲ့သာသေးကြောင့်ပဲဖြစ်ဖြစ်လောကဓာတ်သာသေးလေးကြောင့်ပဲဖြစ်ဖြစ်အဋ္ဌဉာဏ်တွေကျဲလို့အဲ့ဒီလိုပုဂ္ဂိုလ်ကဒီဥစ္စာရဖို့ရန်ဆိုတော့ญาတုတို့ဘုံသိမ့်တို့ရဖို့ရန်ဤဝရှားဖို့ရန်အသေးကလေးကိုအပြောပြန်ကြည့်လိုက် ီတဲ့လိမ္မာဘုရားတမျိုးရှိသေးတယ်အမျော်မြင်ကြီးလို့ပညာတွေပါတယ်တတ်တော့မမာနာတွေကြီးပြီးတော့ဘုခုငါအရေးတရားမှာလို့ဟာလို့ဆိုတဲ့အကွာကမလိမ္မာဘူးအဲ့ဒါညှော်လို့နေတယ်ဒါတို့ကိုကိုကိုခေါ်တာတော့မဟုတ်ဘူးခွန်ကြီးပြောပြန်တယ်ခွန်ကြီးကတခါခွန်ကြီးကပညာသင်ကြတဲ့ကူကပညာကနည်းနည်းအထမြောက်အဲနည်းနည်းမဟုတ်ဘူးခွန်ကြီးတွေထဲမှာတော့အဲဒီစိတ်တန်းကအထမြောက်ဆရာသမားတွေကစိတ်ကောင်း ဘုန်းကြီးကလည်းဆရာသမားတွေရဲ့အလိုချာနေတယ်သူကပြီးတော့ဘုန်းကြီးကဆက်တန်းပြမနာလို့ကြဘူးသံဃာတွေဘုန်းကြီးအကုန်လုံးပြီးသွားရောပြီးတော့ဘုန်းကြီးဘာစင်းစားကြလဲလို့ဆိုတော့ငါကသာသနာဝန်ကိုကာပေနဲ့ပါနဲ့ရွက်ဆောင်ခြင်းလို့ကာပေတွေကိုသိမ်းလာငါလူသေးကမနာလို့ပြီးတော့အပြစ်တွေပြောနေကြလို့ရှိရင်ငါလုံငန်းကမှဆက်ရောက်မှာမဟုတ်ဘူး ပြီးတော့မျက်နှာထားကလည်းတင်းတင်းတယ်သူတို့ပြောကြတာဟုတ်ပါပဲမျက်နှာကလည်းခတ်တင်းတင်းပြီးတော့မာနကြီးတယ်အဲစားတော့တော်ပါတယ်မာနကြီးတယ်ပြောကြဟုတ်မှာပါပဲနဲ့ပြုပါတယ်စိတ်ကလည်းခုထိထက်ထက်ထက်ကလို့ဒါနဲ့ဒီလိုဆိုတော့မဖြစ်သေးဘူးငါတော့မေတ္တာဘာဝနာနဲ့ကျေးဇူးဥပမာပဲဆိုပြီးတော့စိတ်ပါပါမပါပါအဝေရာဟုတ်လို့ဆိုတဲ့အသေးစိတ်မျိုးနဲ့ပေါ့လေမေတ္တာပြေတာစိတ်ပို့တာလေ သိဖို့လို့၁နှစ်လောက်၂နှစ်လောက်၃နှစ်လောက်ကြာတော့မျက်နှာအနေနဲ့ပြောင်းသွားတယ်တဲ့သူအဖေကပြောကြတယ်အစကားပြောဆိုလဲပြောင်းသွားတယ်တဲ့အဖေကပြောကြတယ်အဲ့ဒီနောက်ကြာတော့ဆက်ဆံလို့တော်ရကုန်တယ်ဟိုတချို့တလေလောက်ကကြံတယ်အများကြီးကတော့ဘုန်းကြီးကိုလက်ခံလာတယ်ပြင်တ်လာတယ်ပြီးတော့ဒါပါတယ်အလိမ္မာတုံးလိုက်တာအလိမ္မာပဲရကြတယ်စာရင်းကရညနေခါပြင်းနေတဲ့ဥစ္စာဟာဒေါသမာနကြောင့်ညနေခါပြင်းတာ အဲ့ဒီဒေါသမာနကိုမေတ္တာနဲ့ပြန်ပြီးတော့ဖြေမယ်လို့ဆိုပြီးတော့မေတ္တာဘာဝနာနဲ့ပြန်ပြီးတော့ဖြေလိုက်တဲ့ဥစ္စာဒေါသလည်းရော့သွားတယ်မာနလည်းအင်မတန်နဲ့သွားတယ်ဒါကြောင့်ဘုန်းကြီးကပြောလို့ရင်ကခုဖြစ်ပညာရှိတွေဟာအခတ်တမဲ့နဲ့အလိမ္မာမပါတာတွေ့ရတယ်ဖြစ်ပညာရှိတွေဟာပညာတတ်တဲ့အမျိုးမျိုးရှိတယ်နားလေတယ်မာနကြီးနေလို့ရှိရင်ခုနကဥစ္စာတည်းနဲ့လုံမလဲသိစိတ်တည်းနဲ့လုံမလဲအဲ့ဒီလိုစသည်အချင်းပေါ်တယ်အလိမ္မာရောညာနာ အလိမ္မာရောအပြောကြည့်ရောသင်ထားတဲ့ပညာရောအဲ့လိုဆွဲလုံးကပညာကလုံလောက်ပါတယ်နော်ငါပညာတတ်တယ်သင်ထားတဲ့ပညာကထိတ်တန်းရောက်နေတယ်ဆိုတာတခုနဲ့မလုံလောက်ပါဘူးနော်အဲ့ဒါဟုတ်ပါရဲ့တချို့ဉာဏ်နဲ့တော်တာနဲ့အဲမှတ်ဉာဏ်နဲ့တော်ရဲ့ဉာဏ်ဉာဏ်နဲ့တော်ရဲ့လုံလောက်ဝရိယမရှိတာနဲ့သံဃာဝရိယရှားတယ်သံဃာဝရိယမကြတဲ့တိုင်အောင်တော့နောက်ဆုံးကအောင်လို့ လောကဝိရိယကအဲ့အရေးကြီးတာပဲတချို့မှာဒီဘာကြတော့လေအများများတော့ရှိပါရဲ့လောကဝိရိယကမရှိတော့သူများကရောင်းလို့ဝဲလို့ပြီးပြီးသူကတော့မှသွားတယ်ဆောက်သူ့ဈေးကောင်းတော့လည်းမရပါလည်းမရအဲ့တော့ကလောကဝိရိယရဲ့တတိယဉာဏ်ရဲ့အဲ့ဒီအရာအကူကြီးပါမကံကအကျိုးပေးပါတယ်တဲ့နင်ဒီရှင်းပွင့်ကြီးသွားကြကြည့်သေးတယ်နော်ရှင်းပြောရအောင်မယ်သာဟုမူလာသံဗုဒ္ဓတို့ဟောပြသည်မှာအရင်သာတိ ။ဥစ္စာဘောဂသီဝိတနဲ့ဟောအသက်တဲ့။အသက်ကြီးရာရှိကြောင့်ကအသက်ညံဆောင်တယ်လို့ဗမာကတော့ပြောတာ။ဒါပေမဲ့လို့အသက်ညံမဆောင်လိုက်ကြတာခရီးတို့ဗမာတွေကလေ။ဘာလို့ညံမဆောင်လဲ။အသွားအလာလဲညံမရှိပါဘူး။သွားရတဲ့နေရာလျှောက်သွားတာ။ဒီနေ့ရှိလျှောက်သွားတာဘိုးရဲ့ကြည့်လိုက်ကြတာတကယ်လေဒီမင်းမိတယ်ဘုန်းကြီးတို့ကြည်တော်ရညာလာမရှိတာကများလို့လားမသိဘူး တခါတော့ကိုယ်ကိုအလင်းကြည့်ကိုယ်အလင်းမှကြည့်တယ်အပေါ်ကနှင်းနေကြားလို့လဲပေါ်မှာခိုင်းလို့ဝေညာရှိကြတယ်ပြီးတော့နာပြီးရဲတဲ့ဆောက်ကျိုးရဲတဲ့ရှားရဲတဲ့သိသေးတဲ့ပြီးတော့သူတို့ကလေကမ္မကောင်းလို့ရှိရတာပေါ့လေတဲ့ဝိပဿနာဉာဏ်ကလေဘယ်လိုလဲလဲကာကောင်းလို့ဘယ်လိုလဲမလဲဉာဏ်ဉာဏ်မရှိလို့အဲ့လိုသိကြတာဉာဏ်မရှိလို့ရှားရနာကြတာပြီးတော့သနာစရာအမှန်တန်ကောင်းပါတယ်ဉာဏ်ရှိရပါတယ်အသက်ဉာဏ်ဆောင်ရပါတယ်အစာအသောက်ကိုစဉ်းစားရပါတယ်ပဋိထားရပါတယ် ဒီမတော်တာတွေကိုမစားရပါဘူးသူတော့ဘုန်းကြီးကလေလူများစွာနဲ့ဆက်ဆံရတယ်တတိယပန်းရင်းရင်းနှီးနှီးတွေပါတယ်ကျောင်းသူတွေစားလိုက်ကြပြီခုနကဘုန်းကြီးဈေးဆိုင်တွေကိုမြင်တယ်လေခုနဈေးညာလျှောက်ရင်ဆရာမကြီးတို့တတိထားကိုပြောတယ်နော်ဈေးဆိုင်တွေကမမတွေ့တဲ့ဈေးဆိုင်တွေကိုမရောက်ကြရမေတ္တာကြားခံပါအာနာနဲ့မပြောပါနဲ့တဲ့တဲ့အစာကိုရောက်ကြပါစေမတဲ့တဲ့ကလေးတွေမတဲ့တာတွေဖုန်နေပါလေးနဲ့ဟာတွေမရောက်ကြပါနဲ့ကွယ် ကလေးတွေကိုလည်းအပြီးအနံတွေပါတယ်တော်ရာကူရာစားကြပါကွယ်ဒီလိုစားပြရရင်လေခုဈေးဆိုင်ကလေးကအိတ်မပိုက်ရတာကိုသိလားနဲ့အဲ့ဒါဈေးဆိုင်ကလေးတွေတတ်တတ်ရရနဲ့ကလေးတွေအကျင့်ရသွားအောင်လေဈေးဆိုင်လေးတွေတတ်တတ်ရရနဲ့အဲဘူဘူးနွဲ့နွဲ့စားရမယ်ဥစားဘူဘူးနွဲ့နွဲ့နဲ့အဲတင့်တော်တဲ့အစာကိုစားလို့အများအပြားကလေးတွေဟာလေမတော်ရာကြီးပဲစားတတ်တယ်ဆိုပါတော့ဒီကဲတုတ်တုတ်ဒီကဲပလုတ်တုတ်တုတ်ကလေးတွေစားကြအဲတီတီလက်တုတ်တုတ်ဘာလို့မိမသားကလေးတွေစားကြဘူး ပြီးတော့ဘာဖြစ်တဲ့ညာဖြစ်တဲ့အဲ့ဒီအပြည့်အလိမ္မာညာတွေဟာလေပြည့်ရည်ကြည်တာပဲဥစ္စာရောဂါဇီဝိတာနဲ့ဒုက္ခဘွားရန်ဤလူဌာန၌ဒုက္ခစိတ်ချမ်းသာကိုချမ်းသာရှိဖို့ဆိုတာလေညာရတာပဲတချို့ကအရေးရှိပြီဆိုစိတ်ဆင်းရဲပြရတဲ့ခွေးဘာရှင်းရမှာလဲလောကကြီးကဒီလောကဟာသိကြတဲ့လောကမဟုတ်ပါဘူးကိုယ့်ဘက်ကိုကူးရမှာပါဒီဘက်ကစိတ်ဆင်းရဲမလို့လမ်းမှာနဲ့တတ္တိကြတဲ့လူအထင်သေးခံရအောင်စိတ်ဆင်းရဲမလို့ပါနဲ့နှုံးမလို့ပါနဲ့ဘုရားကလည်း ဟိုခုနကဟိုစက်စက်ပြောအောင်ပဲဘုန်းကြီးကမာနာကြည့်တယ်လို့ပြောတဲ့ဥစ္စာဟာဘုန်းကြီးကဟိုဒီဆုံးခါတော့ဆုံးခင်းတော့မရဘူးလေဒီဘုန်းကြီးတွေဘာတွေမိတ်ဆွေတွေဘာတွေကတို့တော့လည်းကလေးအင်အင်းတွေဘာတွေနဲ့ဘာနဲ့ဘာနဲ့အမတ်ခံကြတယ်ဘုန်းကြီးကမရဘူးလေမရလို့ဘုန်းကြီးကမျက်နှာလေးညာငဲနေတယ်တော့ဒီမျက်နှာကိုတင်းလို့ဘာမှအရင်မဆိုင်ဘူးနောက်ဆုံးသေးတာကဘာပူရှိသေးလဲလို့စိတ်ကအောင်းမိတယ်ကိုတို့မလေးကလည်းအောင်းမိတယ်သူလည်းအောင်းမိတယ်ဘယ်နဲ့လုပ်လဲဒါကြောင့်စိတ်ချတာကိုချမ်းမှန်တဲ့နေဖို့ရံစတဲ့ဥစ္စာတတ်တည်ရှိရတယ်နော် အဲ့ဒီတတ္တိယဘယ်လိုလုံးဆိုလို့ရညာနဲ့ဝိရိယပေါက်ဆက်တာတတ္တိဆိုတဲ့ဥစ္စာကဝိရိယဒီသားလို့ရှိရင်လည်းပဲတတ္တိယမမှန်ဘူးညာနဲ့ပေါက်ဆက်ပြီးတော့ထားတဲ့တတ္တိနဲ့ဝိရိယဟာတတိယောတတိယဒီညာရောဝိရိယရောဆိုလို့ချင်းတတ္တိသိရှိတာလေအဲ့ဒီတတ္တိရှိလို့ရှိရင်စိတ်ချမ်းသာပါတယ်ဘယ်အစဉ်သမှနေရနေရစိတ်ချမ်းသာပါတယ်ဘုန်းကြီးကပြောတယ်အိုးလောကကြီးတဲ့ဟိုတရားကားတွေဆရာပေါ်နေပြီးတော့ဘယ်တော့ချမ်းသာကြတော့ကိုယ်ကစိတ်ကိုအပြောင်းလဲစတာအရေးကြီးတယ်စိတ်အပြောင်းလဲတတ်လို့ရှိရင်ဘာဖြစ်ဖြစ်လို့ဒီဘဝကုသိုလ်ရအောင်လားနိ ပါရမီတရားနာကျိုးစားဘာဝနဲ့နေရနေရဘာမှအရေးမကြီးပါဘူးလို့ကိုကြီးကပြောတယ်ဒါကြောင့်ညာဝရိယအကျော်မြင်တတိခုလိုစားပေးပညာအဲ့ဒါတွေရှိလို့ရှိရမြဲစိတ်ချမ်းသာကိုချမ်းသာလည်းရှိနိုင်ပါတယ်လို့ကံဘုမူလာတံဘုရားတို့ဟောပြဒီမှာအရင်သာတိဥစ္စာဘောဂဇီဝိတနဲ့သုခဘွာယံဤသူထန်၌ညာဝရိယဘယောဂတိ ကာလเทศပုဂ္ဂလာကိုနိုင်တာအတုံအမတန်ကောင်းတယ်ဉာဏ်ကပဲလို့ဉာဏ်ပဋိသပဋိကပဲလို့ထားပြီးတော့ဉာဏ်ကပဲလို့အတုံးပြရမှာပါလေလို့ဆိုတော့အချိန်ကာလကိုလည်းနှိမ့်စားလေတဲ့ဒီကာလမှာဒီလိုနေမှတော်မယ်ဒီเทศမှာဒီလိုပြောမှတော်မယ်ဒီကာလဒီဒေသမှာဒီလိုဝတ်မှာဒီလိုစားမှာဒီလိုသွားမှာဒီလိုနေမှာဒီလိုစကားသုံးမှာတော်မယ်။ဟောရရဲ့ညာ အပြောင်းပြန်ဒီပုဂ္ဂိုလ်နဲ့စကားပြောတော့ဒီစကားလေးတော့ပြောလို့မတော်ဘူးစကားလေးလွန်သွားရင်သူကလည်းစိတ်မချရဘူးအဲ့ဒီပုဂ္ဂိုလ်ကိုလည်းနှိမ့်စားတာတဲ့ကာလာဒေတာပုဂ္ဂလကိုနှိမ့်စားအတုံးတန်းကိုယုံကြည်ပြီးဘုံအတွင်းမစင်းတိုက်စွာတဲ့ဆရာတော်ကြီးကလည်းအာလနှံပြီးသားဒီမောင်လေးဆရာတော်ကြီးကကြီးတာမို့လို့လေအကုန်လုံးသက်နဲ့သက်သက်ပြဲသွားတယ်ကံယုံပြီးတော့မိဘုံနဲ့မစင်းတဲ့တဲ့ငါကံကောင်းတာပဲဘာဘာမှဖြစ်ဘူးလို့ မိဘုံနဲ့ဆက်စားပါလားတဲ့မိလောက်ပါပါပဲတဲ့ကံကိုရုပ်၍မိဘုံအနှင်းမစင်းတိုက်စွာကြားရေရာလီကျမအကြောင်းမယိုးကောင်းဟုသူဟောင်းကြီးကဆိုကုန်ကြ၏တဲ့အလုံးရှိကလူကြီးတွေကဘယ်နဲ့ပြောလဲကြားရေရာကျမမယိုးတာကြားရေရာကျမမယိုးတာကျမဆိုတဲ့စကားကဟိုတက္ကတာကစကလုံးလေးသုံးတာကံမလို့ကရမလို့ကာကြီးရအရင်ရကလေးနဲ့ကရမလို့သုံးတာ အဲ့ဒီကာကြီးနဲ့ရာနဲ့ပေါင်းလို့ဗမာကကြလို့သုံးတယ်လို့ဇမာလို့သုံးမိတာမဟုတ်ဘူးကရမအဲ့ဒီဇမာဆိုတဲ့စကားကပါဠိတောင်မှတ်တဲ့အတူတူပါပဲကြာရဲ့ရာလေးဇမာအကြောင်းမယိုးတော့ဘူးပုံနာမှာဟိုတော့ကြားကနေတယ်နော်မသွားလေနဲ့ဒီဆောင်ဒီဆောင်သွားဘာသူကြားလိုက်လို့သေးပါပဲလားဩဇမာတန်ဇမာအတိုင်းပဲကံမကောင်းလို့ကြိုက်တာဟုတ်ပါ ကာမကောင်းလို့ကြိုက်တာမလုံနဲ့ကြားရတဲ့နေရာသွားလို့မို့သူကြားကြိုက်ခံရတာကြားရတဲ့နေရာမသွားလို့ချင်းကာမကောင်းခြင်းနဲ့မကောင်းကြားကြိုက်တော့မခံရဘူးဒီနေ့တမျိုးကံကသာကျုပ်ပေးမယ်ယခုတော့ကြားရတဲ့နေရာသူသွားပြီးတော့စံကြမမကောင်းချာလို့ကြားကြိုက်ခံရတယ်လို့မယူမပြောပါနဲ့တဲ့ကျေလူကြီးတွေကအမှန်တော့အလိမ္မာရဲလို့တယ်နော်ဆိုတော့အမျိုးသမီးတွေအဲအလုံးလူကြီးတွေကအဆင်စင်ကြတယ်ဟဲ့ဒီအချိန်မသွားနဲ့ဟဲ့ဟဲ့တယောက်တည်းမသွားနဲ့ဟဲ့ ။ဆက်နေလို့လူငယ်လေးတွေဒီမသွားနဲ့တဲ့။ဒါကြားရဲရာဇမမယုတာဆိုတဲ့အတိုင်းအကုန်လုံးတတိပြေးနေကြတယ်။အဲအမျိုးသားလေးတွေကောအဲဒီခါကြီးတွေမသွားနဲ့။ပုံကြီးတွေမသွားနဲ့တဲ့။ဒါတွေကဘေးကအန္တရာယ်တွေဖြစ်တာလုံးလို့ကျေးဇူးကြီးတွေကအသင်းအသင်းပြောလာကြတယ်။ကြားရဲရာလေးဇမအကြောင်းမယုကောင်းဟုသူအောင်ကြီးကဆိုကုန်ကြ၏။ဘုန်းကြီးတို့မြန်မာလူမျိုးကပြောရုံဆိုစဉ်ကိုရှိတယ်။ကြရရဲ့ရာဇမမယိုးရကံယုံလို့မိဘုံမစင်းလေးနဲ့ဒီလိုပြောကြတယ်။ကံညီမယုံပါနဲ့ဆိုလိုတယ် ကြာရရာလေးကျမအကြောင်းမယုံကောင်းဘူးသူအောင်ကြီးကသုကုံးကြ၏လုံးလာမထူညမကူပဲအယူတစောင်းကံတစောင်းညမကောင်းလီကံကောင်းလီကံဟုကံကိုကြည့်ဒါမကူရဘူးတဲ့အယူကတဲ့တဲ့အယူတန်ကြီးမလုံနဲ့တဲ့အယူတယူတန်ကြီးမလုံနဲ့တဲ့မကောင်းလဲကံမကောင်းလို့ပါကောင်းလဲသူကကံကောင်းလို့အဲ့ဒါတယူတန်ကြီးမလုံပါနဲ့လုံးလာမထူညမကူပဲ လုံးလာဝရိယမရှိဘဲနဲ့အတိအလိမ်မှာဉာဏ်ပညာလည်းမကူဘဲနဲ့တတိလေးပါတက်လိုက်စဒါတွေကိုဉာဏ်ရဲ့ဝရိယရဲ့တတိရဲ့ဒါကိုပယောဂလို့ခေါ်တယ်ပယောဂသမ္ပတ္တိလို့ခေါ်တယ်ဒါတွေရှိလို့ရှိတယ်။ကြားရဲ့ရာလေးဓမ္မအကြောင်းမယောကောင်ဘူးသူဟောင်းကြီးကသုံုံကြ၏လုံးလာမသူဉာဏ်မကူဘဲအယူတစောင်းကံတစ်ချောင်းညမကောင်းနီကံကောင်းနီကံဟုကံကိုကြည့်တာမကိုရဘူး။ဘုန်းကြီးနားလာလာပြီးတော့ပြောတယ် ကံဘောလို့ကံဘောလို့နတ်နတ်ကလေးသိတယ်သူတို့လူရေးကြီးတွေမို့လို့တာဟာလေးနေရတယ်ကံဘောလေးမသာသနာတော်ကြီးဗျာမကွယ်နိုင်ပါဘူးတဲ့သာသနာကံရှိပါသေးတယ်တဲ့ဘုန်းကြီးကဟုတ်တယ်အဲ့ဒါတို့ဒါနေကြအဲ့ဒါတို့ဒါနေကြသာသနာကြီးမကွယ်နိုင်ပါဘူးလို့ဆိုကြတယ်သာသနာကံကြီးနဲ့ရုံနေကြတဝတိပြီမှာမြတ်စွာဘုရားသတင်းသုံးတော်မူတဲ့ဇေရုံအကြောင်းတော်နှင့်တကား ဘောဓိပီတိကသာသနာတော်ပွဲလာတဲ့ဥစ္စာသာသနာကံကြီးကြောင့်ပွဲလာသလားလို့ခွန်ကြီးကမေးခြင်းအိန္ဒိယမှာသာသနာကြီးပွဲရောက်ပြီးတော့လာခဲ့တဲ့ဥစ္စာကသာသနာကံကဘယ်လိုထိမ့်နိုင်တယ်လဲဒီဟိုကျောင်းကိုသာသနာရောက်လို့ဒီဟိုကျောင်းသာသနာကိုပြော့ပြော့လေးရှိတော့တယ်အဲ့တော့ဘာဖြစ်လို့ဒီလိုဖြစ်တယ်ဆိုတဲ့ဥစ္စာအကြောင်းကျတော့မလိုက်ဘူးသာသနာကံသာသနာကဘယ်တော့ကြွယ်မာတဲ့တဲ့ဘယ်တော့ဆိုတော့၅00ကြာတော့ကြွယ်မာတဲ့တဲ့ မတော်မတိုင်ခင်ကသူတို့ကမကွယ်ကောင်းတော့ဘူးလို့ထင်နေတယ်။တောင်းတပြီးမတော်လည်းမတိုင်သေးဘူးကွယ်လာခဲ့ပြီ။ဘုရားသခင်တို့နဲ့ဇေရောကြောင့်ကြီးမလဲသူ့ပေါ်လို့မှသူနည်းနည်းပါးပါးတော့ရတော့တယ်။သာသနာ့ကျမ်းသာသာသနာ့ကျမ်းကံကိုကြီးယုံနေတဲ့ပမာလူမျိုးတွေဖြစ်ပါရဲ့။ညာဝရိယတံဘိုးကိုမကြည့်ပဲနဲ့ကံကိုယုံနေတယ်။ကံကညာဝရိယရှိရင်ပေးမယ်လေ။ညာဝရိယမရှိရင်မပေးဘူးလေ။အဲ့ဆိုဘုရားရှင်ကိုရောမြတ်တို့ကဒီနေ့ပြပြောမယ်။ တချို့တော့အကုသို့ကံကြေးထားကာလတံပတ္တိကာလကောင်းနဲ့ကျုံလို့ရှိရင်အကုသို့ကံကျုံမပေးပါဘူးဆိုတော့ကာလကအမှန်တန်ကောင်းလို့မင်းတော်မင်းမြတ်တွေအုပ်ချုပ်ပြီးတော့တက်ကတိချင်းပြီးတော့နေတယ်အကုသို့ကံတော့ပါလာတယ်တဲ့ပါလို့လည်းကာလကောင်းနဲ့ကျုံနေလို့အကုသို့ကံကြီးအကျိုးဆွေးခွင့်မရပါဘူးတချို့အကုသို့ကံကြီးရှိပါတယ်တဲ့ဂတိလက်ဘဝတို့ဘာတို့လူဘဝတို့ကောင်းကောင်းရနေတဲ့အခါကြတော့ အကုသိုလ်ကံနဲ့အကျိုးမပေးနိုင်ပါဘူးတဲ့ပါတာပေါ့ဘုန်းကြီးတဏ္ဍာလည်းအကုသိုလ်ကံနဲ့ပါတာပေါ့အလုံးပိဋကတိတဏ္ဍာလည်းအကုသိုလ်ကံနဲ့ပါတာပေါ့ဂတိလူဘဝရနေတယ်ဆိုတော့မရဲမှာအကုသိုလ်မျိုးတော့မပေးဘူးပေါ့သောရတဏ္ဍာလူတွေဆင်းရဲတယ်ဗါတယ်ဆိုတဲ့အကုသိုလ်တွေကတော့အခါမကောင်းအကြောင်းမတင်နိုင်ဝင်လာမှာပေါ့ညာဝရိယညာဖြစ်နိုင်ဝင်လာကြမှာပေါ့ကာလောဂတိပယောဂာနံဂတိယာသယထာရဟံတဲ့ကာလကောင်းမှကုသိုလ်ကံတွေကအကျိုးပေးတယ် ဂတိဘဝကောင်းမှကုသိုလ်ကံတွေကအကျိုးပေးတယ်။သယောဂဆိုတဲ့ဉာဏ်ဝရိယကောင်းမှကုသိုလ်ကံတွေကအကျိုးပေးတယ်။အဲရုပ်အရှင်လားမှကုသိုလ်ကံတွေကအကျိုးပေးတယ်။လှရတာမဟုတ်ဉာဏ်ဉာဏ်မှမာလဲရှိမှကုသိုလ်ကံကအကျိုးပေးတယ်။အကုသိုလ်ကံတွေကကာလမကောင်းဘူးဆိုလို့ရှိရင်အကုသိုလ်ကံတွေလာပြီ။ကာလမကောင်းဘူးတဲ့အဲ့တို့အကျိုးပေးကြလို့ဆိုပြီးတော့အကုသိုလ်ကံတွေကသိညစ်အောင်ရဲ့ကြောင်းလို့ဝဲလို့နေလို့ထိုင်းလို့မကောင်းအောင်ရဲ့ အကုသိုလ်ကံတွေကအကျိုးပေးကာလမကောင်းရင်အကျိုးပေးတယ်ဘဝမကောင်းလို့ပြိဿံဘဝတို့ခွေးဘဝတို့သွားရောက်တဲ့အခါကျတော့ခွေးကလေးကုသိုလ်ကံမရှိဘူးလို့မထင်နိုင်တဲ့ကုသိုလ်ကံရှိရှာတယ်ရှိပေမဲ့လို့ဂတိကမကောင်းတဲ့ဂတိရောက်တော့ကုသိုလ်ကံတွေကအကျိုးမပေးနိုင်ဘူးအကုသိုလ်ကံတွေကအကျိုးပေးလို့ကိုယ်ကခဲနဲ့ပေါက်လိုက်ဒီကဒုံးနဲ့ရိုက်လိုက်ရှင်းနေရှာတယ်အကယ်၍သာအဲ့ဒီခွေးကလေးလူဘဝရောက်လို့ရှိရင်ကိုယ်ခဲနဲ့ပေါက်ခံရမှာမဟုတ်ဘူးဒုံးရဲ့လေခံရမှခံရမယ်ခုတော့ဂတိမကောင်းတဲ့ဘဝရောက်တော့ခွေးကလေးလေဒုံးနဲ့လည်းရိုက်ခံရတယ်ခဲနဲ့လည်းပေါက်ခံရတယ် အဲ့ဒီလိုကာလကောင်းမှာဂတိကောင်းမှာလုံလဝရိယအញ្ញံဆိုတဲ့ပယောဂကောင်းမှာရုပ်အစင်းကလည်းလှမှာကောင်းကောင်းအကျိုးပေးပါတယ်ကုသိုလ်ကံတွေကကာလမကောင်းဘူးအဲဂတိကလည်းတိရစ္ဆာန်ဘဝရောက်နေတယ်လုံလဝရိယလည်းမရှိဘူးတိရစ္ဆာန်ဘဝရောက်နေတော့တချို့ကိုယ်လေးတွေပါပါနာနာနဲ့ကိုနာအမိနာဒီနာအမိနာဆိုသွားရသေးတယ်သူသူတော်တော်လေးမှလေးတာပေါ့ကိုယ်လေးမှအတိုင်းဆိုလို့ချင်းသူသွားရသေးတယ်ကိုယ်ရုပ်တော့မချောလာဘူးကိုယ်ရတနာရရလေးဒီသားမလေးအမေလေးတနာနာနဲ့ကိုယ်လေးဆောင်မအောင်ဆွဲဆွဲကျွေးသေးတယ်ဟုတ်လား ။အဲဒါကြောင့်ကာလကတိကောင်းကောင်းတလောက်ဟာတော့နည်းနည်းတော့ကျိုးရတာပဲမကောင်းမကောင်းတလောက်ပဲ။ဒါတွေကဲမချက်ပါနဲ့တော့။လုံလမကူညာမကူပဲအယူတစားရခန္ဓာကြောင့်냐မကောင်းလီကံကောင်းလီကံဟုကံကိုကြည့်တာမကိုရဘူးတဲ့။ဆိုင်နှုတ်လို့ညမလူမျိုးနဲ့ဆိုင်နှုတ်လို့ဘုန်းကြီးကဒီတရားကိုကံနဲ့ဆိုင်တဲ့အကြောင်းတွေပြောနေတယ်။ပညာဉာဏ်ဟုကောင်းစွာရှိ၍အပြုလုံးလာရှိရသည် မြောက်ပညာလည်းရှိရမယ်အပြုဆိုတဲ့လုံလဝရိယလည်းရှိရမယ်ဒါပေမဲ့လို့အသင်သိအောင်ရှုပြီးတော့မှအလုပ်လုပ်ရမယ်တဲ့မနေ့တော့ကဘုန်းကြီးမကြီးရန်တော်အကြောင်းပြောခဲ့တယ်မဟုတ်လားတချို့ပြိဿမကြဘူးဒီသာသနာကိုဆက်ကြည့်နေတော့မကြီးရန်တော်နဲ့တကွာမူကြီးမှကြည့်တယ်တော်တော်မကျေနပ်တယ်တော်တော်မကျေနပ်တော့ဖြစ်တဲ့မူတွေမှတ်တွေကတလောက်မကျန်တတ်မကြီးရန်တော်ကတော့အတွင်းတူလည်းဖြစ်နေတော့အချိန်ဆောင်ဟောဒါ လက်သုံးတော်သားကိုကြည့်ကျင်တယ်ဆိုတော့ကောင်းပါပြီဆိုပြီးတော့အချိန်တွေပါတယ်အကုန်လုံးဆိုင်ပြီးတော့ဒီပဝန်းကျင်ကအတိအသင့်တွေလုပ်ပြီးတော့မှအဲ့ဒီလက်သုံးတော်သားကြာရင်နဲ့ပဲဒီသူကိုတုတ်တင်လိုက်တယ်ဆိုတော့သူကလည်းသူအချိန်စင့်အောင်တောင်းပြီးတော့မှညံရောဝရိယရောအသုံးပြုလိုက်တဲ့ဥစ္စာကအကုန်လုံးအထောက်အကူရတယ်မနေ့ကပြောတယ်မင်းကြီးရအောင်တို့ကိစ္စ လုံလမတူညာမကူပဲအယူတစားကံတကြောင်းညာမကောင်းလီကံကောင်းလီကံဟုကံကိုကြည့်တာမကိုရဘူးကံတော့ပါပါတယ်တောင်းပါလိမ့်မယ်လို့ညာဝိရိယကအရေးကြီးတယ်ပညာညာမူကောင်းစွာကျွေအပြုလုံလရှိရစွာသည်တဏလက်တွင်သစင်းရောက်ညာသုံးကောင်းငါကိုမတာဝန်တဲ့သိဝဲဆွဲလို့ဟိုဒီဒီဒီဝတ္ထုကလေးကတက္ကတာကလည်းပါတယ်သတ္တောကလည်းပါတယ်တဏမာလေးလေးနဲ့ငါးပါးရာကတဏငါးသုံးကောင်းခက်ကြီးကြီးလေးရတယ် ငါလုံးကောင်နဲ့တကောင်ကကံယုံနဲ့ငါကံရှိသလိုဖြစ်လိမ့်ပေါ်လေကံရှိတဲ့လွတ်လိမ့်ပေါ်လေတကောင်ကဝိရိယယုံနဲ့ငါဟုတ်ဘူးသူ့သားအောင်ပါပဲငါတော့တဏှာလက်တက်ရောက်သွားပြီဆိုတော့ခုတ်ဖတ်ခုတ်ဖတ်သူကလုံးဟိုတကောင်ကတော့စိုက်ပြီးတော့သိကြည့်ရမှာသိကြည့်ရမှာပဲ ਨੇ သူကတော့ကံရောညာရောဝိရိယရောယုံတဲ့သူ့တန်းနဲ့ နောက်ဆုံးတော့ဒီပုံမှာပါပြီးတော့သွားတော့တကောင်ကတော့ဝရိယကိုသိယုံတာသိယုံတော့တဆတ်ဆတ်နဲ့ခုံလိုက်တဲ့ဥစားလေသမားကတက်နဲ့ချပြီးတော့တဲဆိုတဲ့ငါဆိုပြီးတက်နဲ့ချလိုက်တာတေချာဟာယောဝရိယတမသူ့လွတ်လိုက်တဲ့ကမပါဘူးလားညာမရှိလို့သိတာညာမရှိလို့သိတာလွတ်လိုက်တဲ့ကတော့မပါဘူးလို့မဆိုနိုင်ဟာလားကန္နာရောက်တော့သူကခပ်ပေါ်ပေါ်ကလေးနဲ့ဒီနံနင်းလိုက်တာငါကတခါတည်းခုံချလိုက်တာငါတော့လွတ်သွားရောလွတ်လောက်တဲ့ကံကလည်းသူကြည့် ဒီလိုကံကုန်ကြရင်တော့လွတ်လိမ့်မယ်ဆိုတဲ့ဉာဏ်ကလည်းလုံးရှိခုန်ကြတဲ့ဝရိယကလည်းရှိတယ်ဟောကံညာဝရိယသုံးပါးဆိုတော့အဲ့ဒီငါလွတ်သွားတယ်ကံရှိသလိုရှိလိမ့်မော်လေးဆိုတဲ့ငါကြည့်တော့ဘာသာလေးရဲ့ကိုယ်ပေါ်တင်ဆောပြီးတော့သိကြရောအဲကြောင့်တဏှလေတွင်သင်းရောင်ညာသုံးကောင်ငါကိုမသာဝန်တဲ့သိဝေဆွဲလို့ ကံဝဲညာတော့မလုံမလတ်နတ်မပါဘူးတဲ့မဲတချို့ကနတ်တင်ပါတင်တဲ့နတ်ကိုအင်မတန်အားကိုးနေတယ်။ဟိုနတ်ကလည်းပဲသူ့ကြီးတော့သွားတာမဟုတ်ဘူး။လုံလဝရိယကိုကြည်ပြီးတော့သူကလည်းနာမည့်မှာသိရတယ်မလား။နတ်ကလည်းပဲငါကြီးတင်ငါကြီးပါတာသူကတော့လုံလဝရိယလည်းမရှိဘူးညာလည်းမရှိဘူး။ပြီးတော့ငါမမှားဘူးလေမမှားဘူးလေနဲ့သူငပြောပဲဆုံးတယ်လို့လို့ပါလို့လို့နဲ့နတ်ကလည်းပဲ ဒီလုံးလဝရိယမရှိတယ်ဆိုတော့သူကမမှားဘူးသူလည်းနာမည်လိုချင်ဥပါပဲဟုတ်လားဒီကာယောညာယောလုံးလဝရိယယောသုံးမနတ်ကလည်းမမယ်ကံဝဲညာလုံးမလုံးမလားနဲ့မမှားဘူး